တွန်စီဝမ်မန်ချက်စတာစီတီ3ပွဲပြီးသုံးတဲ့ချက်နဲ့ပွဲပြီးပြောစကားများအားလုံးပဲမင်္ဂလာပါ CD Insider ဆောင်ဘာမကနေပြန်လဲကြိုကြိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီနေ့မနက်မှာပဲပြန်လို့ PC သွားတဲ့ Carabao Cup Round 4မှာ Manchester City ကအင်ရှင်စွန်စီကို1-3နဲ့အနိုင်ရရှိခဲ့ပါတယ် ဒီပွဲအတွင်းမှာဘာတွေဖြစ်ပျက်ခဲ့လဲပွဲပြီးတဲ့နောက်ပက်ကွာရီလာနဲ့ရိုင်းချာတီတို့ကဘာတွေပြောကြားခဲ့လဲဆိုတာဒီကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မစခင် CMD ကို YouTube မှာ subscribe မလုပ်ထားရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပွဲကတော့တင်တာတာဖက်ကိုပို့ပြီးတော့မြိုင်ဆိုင်ကြတာပါ။ရင်းချင်းအသိန်းဘက်ကပွဲအစ12မိနစ်မှာပဲပေါ်တူဂီကွင်းလယ်ကစားသမားဖရန်ကိုရဲ့အေရီယာထိပ်ကနေဘုသူမဘယ်ဘက်ဆယ်ပြားစီတောင်းလေးကိုဝေးဝိုက်ဖန်တွင်းယူတာမှာထွက်ဖို့လည်းဘာမှမတက်နိုင်ပဲဥဆောင်ကိုခွင့်ပြုလိုက်ရပါတယ်။ ဒီပွဲမှာ Championship Club ဆွမ်းစီကခန်းစစ်အာတန်ကစားသမား၈ယောက်ထိကိုထည့်ကစားလာပြီးပင်တိုင်ကစားက4-2-3-1မဟုတ်တော့ပဲ5-4-1နဲ့ပွဲထွက်လာတာပါဒီဆက်ရက်ကြောင့်ပဲ City တိုက်စစ်ကိုအတိုင်းအတာတစ်ခုထိထိန်းထားနိုင်ခဲ့ပြီးတော့ဥဆောင်ကိုစောစောစီစီရလိုက်တော့ရင်အသင်းကယုံကြည်မှုကိုတိုးသွားပါတယ်ဒါအပြင် City ဘက်ကဒိုကူရဲ့လူထိပ်ပြီးဝင်သွားတဲ့ခြေပါကိုမတိုင်ခင်ဒီအင်ရှင်အသင်းကဒုတိယဥဆောင်ကိုရနိုင်လောက်တဲ့အခွင့်အရေးတကယ်ရခဲ့ပါသေးတယ်ခူဆာတော့လူပေးမှားမှုကလည်းဖြစ်ပေါ်လာတဲ့အခွင့်အရေးပါ အကျိန်းနဲ့ချိခဲ့တဲ့ပရမပိုင်းကိုမြင်တွေ့ခဲ့ရပါတယ်ပြိုင်ဘက်အတွက်တော့ပရမပိုင်းနှစ်ကျိန်ကန်ခွင့်ရပြီးကြတဲ့ကပွဲကိုစီးတိလက်တဲ့ထည့်ပေးလိုက်ရပြီးတပွဲလုံးအဲ့တဲ့အသင်းကပဲပွဲကိုစိုးမိုးထားပါတယ်ဒီ map မှာမြင်တွေ့ရတဲ့အတိုင်းစီးတိရဲ့တက်စစ်ကကွင်းလေတက်စစ်ကစားသမားချာကီစီကလည်းအများဆုံးဆင်းသက်လာပါတယ်ချာကီရဲ့အနီးကန်ချက်တစ်ကျိန်ကလည်းတိုင်ထိထွက်ခဲ့ပါသေးတယ်ဒုတိယပိုင်းမိနစ်80ကျော်မှာတော့လိုအပ်တဲ့အနိုင်ဂိုးတွေကို Man City တို့စတင်ရရှိလာပြီး ဆာဗီရဲ့မျောထိုးပေးမှုကနေအိုမာမာမော့ချ်ကညာဘက်တောင်းကနေသူ့ပုံစံအတိုင်းအနီးကပ်အပြင်းကန်သွင်းယူသွားတာပါဒီမတိုင်ခင်63မိနစ်မှာအင်နိုရီနေရာမှာကဘာဒီယောမူကာဆာနေရာမှာဖိုဒန်ခူဆောင်တော့နေရာမှာဂျွန်စတုန်းတို့ကိုပက်ဂွာဒီယိုလာကတောက်လျှောက်လူစားလဲပြီးတိုက်စစ်ကိုမြင့်တင်ခဲ့တယ်လို့အင်ရှင်အသင်းဘက်ကလည်းလိုအောင်ကောင်းတဲ့ကွင်းလေဖြတ်ကစားသမားသူ့ထံကိုထည့်ပြီးတော့ထည့်ကစားခဲ့တယ်လို့ခြေစွမ်းပြနေတဲ့ဗီပိုနစ်တိုက်စစ်မှုကိုလည်းဒုတိယပိုင်းမှာထည့်သွင်းပြီးတော့ပွဲဖြတ်ဖို့ကြိုးစားခဲ့တာပါ သို့တော့ဒီနေ့ပွဲအတွက်သုံးဂိုးမြောက်ကိုတော့ကဘာဒီယောရဲ့ဖန်တီးပေးမှုကနေချာကီကာပဲပြိုင်ဘက်ဘောက်စ်ထဲမှာသူ့ပုံစံအတိုင်းပဲချင်းနဲ့ဂိုးသမောက်လစ်ငိုက်ဖန်းကဘယ်ဘက်အောက်တောင်းကိုအနေပေါ်ခံသွင်းယူသွားပါတယ်။အကြခဏဂိုးတွေဖန်တီးပေးနေတဲ့ကဘာဒီယောကိုလည်းအထူးချီးကျူးကြပါတယ်ဒီကစားသမားကတခုတော့တခုစုပါပဲ။အင်ရှင်သင်းရဲ့အားထက်ကစားမှုတိုက်ပွဲဝင်မှုကြောင့်ပွဲကောင်းတစ်ပွဲတော့ဖြစ်ခဲ့ပြီးမန်စီးရဲ့အနေနဲ့လည်းမထင်မပဲဗီလာအသင်းကိုဝမ်းစီနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်နိုင်ပွဲလမ်းကြောင်းပေါ်ပေါ်အမြန်ဆုံးပြန်လေရောက်ရှိလာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဘွဲမှာအကောင်းဆုံးကစားသမားဖြစ်ခဲ့တာကတော့ပြင်သစ်သား Ryan Chucky ပါဒီကစားသမားကစားတာကိုကြည့်ရတာတက်တောင့်တက်တာရှည်လွန်းပါတယ်သို့တော့ဒီကွင်းနဲ့တိုက်စစ်ကစားသမားအနေနဲ့တိုးတက်ရမယ့်အပိုင်းတွေအများကြီးရှိနေသေးတာကိုလည်းဒီဘွဲမှာမြင်ခဲ့ရတာပါအထူးသဖြင့်ရုပ်ပိုင်းဆိုင်ရာအားနည်းတာ USA 7ချိန်မှာ9ချိန်ပဲအနိုင်ရခဲ့တာ long ball ပေးဖို့မှု9ချိန်လုံးလိုရမရောက်ခဲ့တာ cross တွေတင်ပေးတဲ့9ချိန်မှာ2ချိန်ပဲထိရောက်ခဲ့တာဒါတွေကတော့တိုးတက်လာရမယ့်အပိုင်းတွေပါ လက်ရှိပရီးမီးယားလိဂ်ကလည်းတဲကန်ဘောတွေနဲ့ဝူနိုင်ကျဲနေတဲ့အချိန်ကျတော့ပရီးမီးယားလိဂ်မှာချက်စီအန်ဝင်ဖို့တော့ကျွန်တော်တို့စိတ်ရှည်မှရပါမယ်။ဒီနိုင်ပွဲဘီပက်ကွာဒီယိုလာနဲ့ချက်စီတို့ရဲ့ပြောစကားတွေကိုကျွန်တော်တို့လေ့လာကြည့်ကြပါမယ်။ပွဲပြီးဒန်ယာကပြန်လာပြီးနောက်အသင်းအတွက်သူခြေစွမ်းပြသွားတဲ့ကစားသမားတွေအပြင်နီကိုကိုဇာလက်ကိုပါဂွာဒီယိုလာကတခုတ်တရအခုလိုထုတ်ပေါ်ချီးကျူးသွားပါတယ်။ဖန်စစ်ကိုနီကိုကအများကြီးအကူအညီပေးသွားတာပါ။ကျွန်တော်တို့မှတိုက်စစ်အားတန်တဲ့ကစားသမားတွေများနေပြီးဖန်စစ်စိတ်ရိုင်းတဲ့သူကတော့နည်းပါတယ်။ ခံစစ်လို့ဆိုလို့ကစားသမားတွေကခံစစ်ကိုပြန်ဆင်းမကူတာမျိုးကိုဆိုလို့ကျင်တာတော့မဟုတ်ပါဘူး။ဘယ်အချိန်ပြိုင်ဘက်ကိုကန့်မလဲ၊ပြိုင်ဘက်ခြေတွေကဘောလုံးကိုဘယ်လိုလူယူမလဲဆိုတာတွေကိုပြောကျင်တာပါ။အဲ့ဒီဘက်မှာကျွန်တော်တို့အားနည်းနေပေမဲ့ဒီကိုကတော့အများကြီးကူညီပေးနိုင်ခဲ့ပါတယ်။ကစားသမားတွေကချိတ်ဆက်ကစားတာနေရာလို့ရှာဖွေတာတွေမှာတော့အားကောင်းကြတာပါ။ဒီကိုနဲ့ပတ်သက်လို့လည်းကျွန်တော်ရှင်းနေမိတယ်ကစားသမားကငယ်လေးငယ်သေးတယ်လို့အသင်းပေါ်တွေကလည်းသူ့ကိုချစ်ကြပါတယ်ဒီလိုသင်ရပြရလွယ်တဲ့ကစားသမားမျိုးကိုသဘောကျပါတယ်အကောင်းဆုံးတွင်နဲ့ထိုက်တန်သူပါလို့နှိပြကြ ထုတ်ပေါ်ချီကျူးသွားပါတယ်။ဆွမ်စင်းနဲ့ပွဲမှာတော့ဗီလာနဲ့ပွဲကလူစင်းကို10ရောက်ထိအပြောင်းနဲ့လောက်ကပတရောက်ပွဲထွက်လူစင်းကိုခင်းကျင်းခဲ့ပြီးလိုအပ်နေတဲ့နိုင်ရလက်အပြင်ဒေယာကနေပြန်လာတဲ့ကစားသမားတွေစီကပါခြေစွမ်းကောင်းတွေကိုရှာဖွေနိုင်ခဲ့တာပါ။ဒီပွဲမှာသွင်းကိုတကုတ်ရယူနိုင်ခဲ့တဲ့မာမုတ်နဲ့ပတ်သက်လို့လည်းနီးပြားကြီးရပြိုင်ဘက်ကခန်းစစ်9ယောက်အပြင်ကွင်းလယ်ပြန်2ယောက်လောက်ပါထပ်ထည့်ထားတဲ့ကစားဟန်မျိုးနဲ့ဂျင်းဆိုင်ရအချိန်မျိုးဆိုရင်ခုဘက်မှာလည်းဟာလန်လိုတိုက်စစ်မှုမျိုးရှိနေတယ်ဆိုပါလို့ မမုတ်တာသွင်းကိုရဖို့ဘလို့စိတ်ရှိရမလဲနေရာလွတ်တွေတဲ့ဘလို့တိုးဝင်ရမလဲပြန်ဘက်ကဘလို့ကြော်ဖြတ်ရမလဲဆိုတာတွေကိုနားလည်နိုင်ရရှိတဲ့သူပါပိုတန်ဂွန်ဇာလက်ချာကီတို့လိုတိုက်စစ်ကိုပံပိုးပေးနိုင်တဲ့ကစားသမားကောင်းတွေလည်းအသင်းမှာရှိနေပါတယ်နီကိုဆွန်လည်းဒီထက်ကောင်းလာမှာဖြစ်တယ်လို့အသင်းရဲ့မရှိမဖြစ်ကစားသမားလည်းဖြစ်နေပါပြီဂျွန်စတုန်းကဘာရီယိုပိုတန်အရင်ကနေဝင်လာတဲ့ကစားသမားတွေအားလုံးလည်းကောင်းကြပါတယ်အထူးသဖြင့်မမုတ်ပါတိုက်စစ်မှုတစ်ယောက်ကယုံကြည်မှုရမှသာသွင်းကိုတွေဝင်းယူနိုင်တာပါဆိုတော့ယုံကြည်မှုရဖို့လည်းအင်မတန်ရည်ကြီးပါတယ် သူ့အနေနဲ့တန်ရာကြောင့်အားယူနေရတာလည်းကြားပါပြီ။ဟာလန်နေရာဝင်ကစားနိုင်ဖို့ကလည်းအရေးကြီးပါတယ်။ဒီတိုက်စစ်မှုနှစ်ယောက်လုံးကိုလိုအပ်မဲ့ပွဲတွေအများကြီးရှိလာပါလိမ့်မယ်။မာမုတ်ပြန်လာနိုင်တာကတော့အရန်ကိုကောင်းပါလေလို့နီးပြရပွဲပြီးတရင်းစာချင်းလေးပွဲမှာသူ့အသင်းကိုထုတ်ဖို့ကြီးကျူသွားပါတယ်။ဒီနေ့ပွဲမှာတကိုးစင်းတကိုးဖန်ပြီးပေးနိုင်ခဲ့တဲ့ Ryan Chucky ကလည်းပွဲပြီးမှာခုလိုထုတ်ဖို့ပြောဆိုသွားတာပါ။မကစားရတာလည်းကြားပြီဆိုတော့ဒီနေ့ပွဲမှာခံစားလို့အရန်ကောင်းနေပါတယ်။ပွဲတွေကစားကျင်တာရဲ့ပွဲတွေမှာပြိတက်ကိုအကောင်းဆုံးပြောပြီးပေးကျင်တာရဲ့ကကျွန်တော်ရဲ့စိတ်ဆန္ဒပါပဲ။ ပွဲတွေမကန်နိုင်တော့စိတ်ပြတ်ဖို့ကောင်းပါတယ်အခုလိုကစားလိုက်ရမှစိတ်မှပျော်သွားတာပါလို့ချာကီကတော့ပွဲပြီးအင်တာဗျူးမှာဖွင့်ရသွားတာပါသူကတော့ပြင်သစ်ကစားသမားလေးဖြစ်နေတာကြောင့်အင်္ဂလိပ်လိုအင်တာဗျူးတွေမှာအများကြီးသိပြောလို့မရှိပါဘူးကာရာဘောင်းကက်ကွာတာဖိုင်နယ်ဖြစ်ဒီဇင်ဘာ16ရက်မှာပရီးမီးယားလိပြိုင်ပတ်ဘရန်ဖို့ကိုအီဒီယားမှာစီတီတို့အိတ်ခံကစားသွားရပါမယ်ကွာတာဖိုင်နယ်တက်ရောက်ခဲ့တာနဲ့ပတ်သက်လို့လည်းနီးပြားက ကစားသမားတွေကိုနေရာချင်းချင်းလေးထဲမှာကျွန်းကျွန်းချင်းချင်းကစားတက်စေချင်တာပါဒီအပိုင်းမှာ free chucky rico oscar jeremy တို့အားလုံးကောင်းကြပါရဲ့မလွယ်ပေမဲ့ဒီနေ့ပွဲမှာဒါကိုလုံးပြနိုင်ခဲ့ကြရပါအဝေးကွင်းလာကစားရတာကလည်းခက်ခဲပါတယ်အခုတော့ quarter final ရောက်ပါပြီဘာရီဆက်ဖြစ်လာမလဲကြည့်ကြပါမယ်ဒီနိုင်ပွဲကြောင့်နောက်ဆုံးပြိုင်ပွဲဆုံးစစ်တပွဲမှာ city တို့တပွဲသာရှုံးနေကြပါတယ်လာမယ့်3ရက်အတွင်းဒီနေ့ကနေမြန်မာစစ်တော်ချိန်ည7:00နာရီမှာတော့ဒီရသည့်အမြင့်ပြနေတဲ့ဘုံပေါက်ကိုအိမ်ကွင်းမှာအဲ့ခံကစားသွားဖို့ရှိပါတယ်နိုဝင်ဘာလမှာပြိုင်ပွဲဆုံး 6ပွဲထိကစားသွားဖို့ရှိနေပြီးတော့ Dortmund Liverpool Newcastle တို့လိုအသင်းကောင်းတွေနဲ့3ပွဲစတိုက်ရင်ဆိုင်သွားဖို့လည်းရှိနေတာပါဆိုတော့ရှုံးပွဲကနေလင်းလင်းမြန်မြန်ပဲပြန်လဲ노ထလာနိုင်တာကတော့ Manchester City ရဲ့ကောင်းတဲ့နေပါပဲဒါကြောင့်ရှေ့မှာ Villa နဲ့ Wanda နဲ့ရှုံးကလေးကအသင်းအရေးကြီးဆုံးကအသင်းရဲ့ကစားပုံကောင်းနေဖို့အသင်းရဲ့ကစားပုံကောင်းနေတယ်များနိုင်ပွဲဆိုတာပြေးမလို့ပေါ့ဒါကကျွန်တော်တို့ရှေ့မှာလည်းခဏခဏမြင်ဘူးပြီးပါပြီဒီမှာကြုံတုံးတစ်ခါလေးထည့်ပြောရင်သူကလားတွေ ဘယ်ဆူဖလားရဖို့ဆိုတာတည်းဆိုင်ဆူဖလားတွေကိုပုံမှန်ရနေဖို့အဲ့ဒါကလည်းအရေးကြီးပါတယ်။နိုင်ပွဲတွေအမြဲတမ်းရနေဖို့ဆိုတာတည်းဆိုင်ရင်ကစားပုံပုံစံကောင်းအောင်အမြဲတမ်းပြတ်သားနိုင်ဖို့အရေးကြီးပါတယ်။ဒါဆိုနိုင်ပွဲတွေကဒီပါဒိုက်လာမှာပေါ့။အဲကြောင့်ဝီလာနဲ့ပွဲမှာ CD တင်တွေကိုတိတ်ပြီးတော့မလောင်ကျွမ်းကြဖို့အာ CD channel MN တွေကတိုက်တွန်းခဲ့ကြတော့ဗောနောအခုတော့တပတ်တော်မကူပဲကျွန်တော်တို့နိုင်ပွဲတစ်ပွဲနဲ့ပြန်လဲရောက်ရှိလာပါပြီ။ဒါမဲ့အပတ်မှာကျွန်တော်တို့ဘုံပေါက်ကိုဧကန်ကစားသွားပါမယ်။အားပေးတဲ့ကျေးဇူးပါ။ နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်